ဆိုင်ကယ်စစီးစတင်ပြီးတဲ့သူတွေအတွက်ဒါ250ဆီစီလည်းဖြစ်တယ် inline 4ဟူတူတူလည်းလုပ်လို့ရတယ်ဆိုင်ကယ်လေးတစ်စီးရှိပါတယ် Kawasaki CH25R ဆိုတဲ့ဆိုင်ကယ်ပါမြန်မာစစ်စီ line 4 engine နဲ့ဆိုင်ကယ်ကဘယ်ကဘလို့ဆက်ဖြစ်လာလဲဒါ Kawasaki Z25R, Z4R ပုံစံနဲ့ဈေးကဘလို့ရှိမလဲဆိုတာကြည့်လိုက်ရအောင် ၂၅စီစီအင်ဂျင်နဲ့ဒါ inline four ဆိုင်ကယ်ကထောင်ကွက်88ခုနှစ်ဝင်းကျင်မှာစပြီးတော့ဂျပန်တွေအပြန်ဆိုင်ထုတ်ခဲ့တဲ့ဆိုင်ကယ်ဖြစ်ပါတယ်ပထမဆုံး200 cc အင်ဂျင်နဲ့ဒါ inline four ဝူတူတူလုပ်လို့ရတဲ့ဆိုင်ကယ်ကိုဒါ Honda က1986ခုနှစ်ဧပြီလမှာစတင်ထုတ်ပါတယ် Honda Civic 200 4ဆိုင်ကယ်ဖြစ်ပါတယ် အဲ့ခေတ်ကတော့ဂျပန်တွေရဲ့နီးပညာဒါအရှိန်ဟောင်းနဲ့တိုးတက်နေတဲ့ကာလဖြစ်ပြီးတော့ Honda, Yamaha, Suzuki, Kawasaki ကုမ္ပဏီကြီး၄ခုကသူ့ထက်မှသာအောင်ပြန်အဆိုင်နိုင်ချိုင်နဲ့ထောက်လုပ်ကြပါတယ်ဒီအားဖြင့်စီစီအိုင်ဖိုးအင်ဂျင်နဲ့ဆန်ငယ်ကိုတော့ဒါ1986ခုနှစ်ဧပြီလမှာဒါဟွန်ဒါကထုတ်ပြန်လာတော့1986ဒီဇင်ဘာလထဲမှာပဲဒါယမဟာကပဲဒါ FZR 250ဆန်ငယ်ကိုမြန်မြန်ဆန်ဆန်ပဲထုတ်လုပ်လာပါတယ် ဒါတရုတ်လောက်ရင်လိုက်လောက်တဲ့ဒါဂျပန်တွေကတရုတ်လောက်တော့အချိန်မဆွဲတော့ဘဲနဲ့ဒါပုံစံတူတွေကို 250cc inline 4 engine နဲ့ထုတ်လုပ်ကြပါလိမ့်နောက်ကရှိစကနာကုန်ဒီမှာဆူဇူကီကဒါဂျက်စိတ်အားနဲ့အားကို inline 4 engine ထုတ်လာတယ်။အကာဝါဆာကီကလည်း1988ခုနှစ်မှာစိတ်အားနဲ့အားနဲ့အားကိုထုတ်ပြလာပါတယ်။ဒါအလုံးမင်းအောင်မြင်ခဲ့တဲ့ဆန်ဂယ်ရီလို့ပြောလို့ရပါတယ်။အဲ့ခေတ်ကတော့ Golden Era ဆိုတဲ့ဆန်ဂယ်ရွှေခေတ်ကလေးလို့လည်းတင်စားခဲ့ကြပါတယ်။ 250 cc တိုင်းလမ်းဖိုးအင်ဂျင်မာတော့ဒါမြင်းကောင်ကြီး55 ठी ထွက်အောင်ထုတ်လုပ်နိုင်ကြပါတယ်။ဒီစံကယ်ရဲ့အထူးခြားဆုံးချက်ကဒါမြင်းကောင်ကြီး55 hp ရဖို့အတွက်အင်ဂျင်ကိုအလုံးကျုံမြန်နှုံးမြောင်လဲပတ်စီတာပါပဲ။ 9 CBA 200 RR4 မှာဆိုလို့ရှင်တော့1900 RPM အထိ front line သတ်မှတ်ထားတာဟာအဲ့ဒီ kick ကဒါ Formula 1 F1 ကားတွေ engine တွေတော့မမိနိုင်သေးတဲ့နည်းပညာဖြစ်ပါတယ် Honda ရဲ့ CBA 200 RR ရဲ့နောက်ပိုင်း model တွေနဲ့ဒါ CB 400 SF Super 4 Hyper VTE series မှာအသုံးပြုခဲ့တဲ့ VTE ရှင်နည်းပညာရဲ့ဒါစောပိုင်းသဘောတရားတွေကိုဒီ200 CC Line 4 engine တွေမှာစမ်းသပ်ခဲ့တာကိုလည်းတွေ့ရပါတယ် ပုံမှန်400 cc ဆိုင်ကယ်မျိုးစားတွေမှာတော့ဒါအမြင့်ကောင်းရေး30နဲ့50ဝန်းကျင်သာထုံနိုင်တဲ့ဒါဆိုင်ကယ်တွေများပါတယ်။300 cc Align 4ဒါ Sport Bike ကိုမှမြင့်ကောင်းရေး A45 အထိဒါထုတ်ပေးနိုင်တော့လူကြိုက်များတာလည်းမဆန်ပါဘူး။ဒါအဲတော့က400 cc Align 4 engine နဲ့ဆိုင်ကယ်ရှိပေမဲ့ license လောက်ရတာဈေးတကာကြီးတာဈေးနှုန်းကြီးတာတွေကြောင့်ဒါ150 cc Align 4ဆိုင်ကယ်တွေကအကြောင်းအရာဆုံးဖြစ်ခဲ့ပါတယ်။ 2000ခုနှစ်ဝန်းကျင်ထိတော့ဒါ 250cc inline 4 engine စံကရီကိုဂျပန်ပြည်တွင်းဈေးကွန်မှာထုတ်လုပ်ခဲ့ကြပြီးတော့အဲနောက်ပိုင်းမှာထုတ်လုပ်မှုချက်ဆိုင်ခဲ့ကြပါတယ်။ပတ်ဝန်းကျင်ညဉ့်ဉန်းမှုတိုင်းချုံရီမှာတတ်မှတ်ထားတဲ့စီးမြင့်တွေလည်းဒါ 250cc inline 4 engine မှာပစ္စည်းစိပ်ပိုင်းတက်ဆင်ရတဲ့ဈေးကကြီးမာတာ 400cc 600cc inline 4 engine တွေနဲ့ဈေးသိပ်မကွာတော့တာကြောင့်ဂျပန်ကုမ္ပဏီအကုန်လုံး2000ခုနှစ်ဝန်းကျင်မှာထုတ်လုပ်မှုရပ်ဆိုင်ခဲ့ကြပါတယ် ချောလုံးမှုကုန်ကြစည်တက်တာပြီးတော့ဒါစီးမြင်းနယ်နဲ့ kait ညီတဲ့ 250cc engine တွေကိုဒါ single cylinder parallel twin engine တွေနဲ့ကဒါအစားထိုးထုတ်လုပ်ခဲ့ကြပါတယ်။ဥပမာ Kawasaki Ninja 250R ဒါ CBR 250R လို့စံငယ်မျိုးတွေဒါထုတ်ခဲ့ကြပါတယ်။ဒီလိုမျိုးစံငယ်တွေစီမံဆိုလို့ရှင်တော့ဒါ helmet လေးတစ်လုံးတော့လိုလာပါပြီ။အခုမြင်လို့နေရတဲ့ဒါ mask ဒီစိတ်နဲ့ဒီ brand ဟာဆိုလို့ရှင်လေမြန်မာနိုင်ငံရဲ့ first local brand တစ်ခုဖြစ်တယ်ဒါ handmade တစ်ခုပဲဖြစ်ပါတယ်သူရဲ့ quality ဘိုင်းဟာဆိုရင်ဒါ USA ရဲ့ဒါ TOD ဆိုတဲ့ certificate ကိုလည်းကြားထားတာဖြစ်တဲ့အတွက်ဒါ quality ဘိုင်းကိုလည်းကြုံကြည်ဆက်ချမှု ရှိပါတယ်အရှိမြန်မာနိုင်ငံအနေနဲ့ဈေးလည်းတင်ရမယ် quality လည်းကောင်းမယ်မြန်မာနိုင်ငံရဲ့ပထမဆုံး first local brand ဖြစ်တဲ့အပြင် US certificate DOT လည်းရရှိလာတာဖြစ်တဲ့အတွက်ရရှိအသုံးပြုမယ်ကြမ်းခံမယ် safety ဘက်မှာလည်းခြားနိုင်ငံတို့တွေနဲ့ quality တူညီတာကြောင့်ရွေးချယ်တဲ့ cycle helmet ထဲမှာအပါအဝင်ဖြစ်ပါတယ် အခုမြင်နေရတဲ့ local brand ဒါ mass auto တွေရောတော့မြို့ကြီးတွေရဲ့ riding gear ဆိုင်အများစုမှာချက်ရှိနေပြီဖြစ်ပါတယ်ရရှိနိုင်တဲ့ဆိုင်လေးစာတွေရောဒါ common မှာတင်ချပေးထားပါတယ် 250cc inline 4 engine တွေပျောက်ကွယ်သွားပြီးတော့အားလုံးကထင်နေပေမဲ့ဒါ Kawasaki ကအသစ်တစ်ပန်းတမိုင်းပြန်ဆလာခဲ့ပါလေ220ကျော်ပျောက်ဆုံးနေတဲ့ 250cc inline 4 engine နဲ့ဆက်ငယ်ဖို့2019ခုနှစ်မှာ Kawasaki Ninja ZX25R အဖြစ်ပြန်လည်အသက်သွင်းခဲ့ပါလေ 50cc Enlife 4အင်ဂျင်ကိုပဲအသုံးပြုထားပါတယ်။အရင်မြင်းကောင်ကြီး55ကနေ50အထိဒါထုတ်ပေးနိုင်လာတဲ့ Run Air Intake နဲ့လည်းပါလာပါတယ်။ဒါတနာကြီးမိုင်130ဝန်းကျင်အမြင့်ဆုံးမောင်းနိုင်ပြီးတော့တက်စီတစ်ခါလောက်ကိုမိုင်90ဝန်းကျင်မောင်းနိုင်မယ်လို့တွေးပါတယ်။ 0-100 km ကိုဒါ60စက္ကန့်နဲ့တီးထောင်နိုင်မှာပါ။တက်စီတကလည်းဟိုမိုင်60နီးပါးမောင်းနိုင်မှာပါ။1800 RPM ကြော်ထိတာလည်းပတ်နိုင်ပြီးတော့ Golden Era Kick ကအတန်ဖက်ကိုပြန်ပြီးတော့သတိရစေနိုင်ပါတယ်။အရင်ကကစံကရီနဲ့မတူတဲ့ DFT Color Display တိုင်းက Quick Shifter, ဒါ Traction Control တွေ၊ဒါ Power Mode တွေနဲ့ KP Electronics တွေပေါဝင်လာပါတယ်။ဒါပေမဲ့ Euro Standard နဲ့ညီးတဲ့အတွက်ဒါဂျပန်ပြည်တွင်းနဲ့အာချနီးတဝိုက်တာဒါပြန်ပြူးရောင်းချပါတယ်။ 250cc Align 4တက်ကစီးမယ်၊ရုပ်ထွက်မိုက်မယ်။ပေါ့ပေါ့ပါပါ Daily daily use အသုံးပြုမယ်ဆိုလို့ရှင်တော့ဒါရွေးချယ်တဲ့ Kawasaki ZX25R ဆိုင်ကယ်ဖြစ်ပါလေ ZX25R ဆိုပြီးတော့အနည်းငယ်စင်မြင်ထားတဲ့ version တစ်ခုလည်းရှိပါလေအခုမှဘိန်းကြီးဆက်စီတဲ့ဆက်တင်ထားတဲ့သူတွေဒါရွေးချယ်တဲ့အမျိုးအစားဖြစ်ပါလေဈေးနိုင်ပါ့ ါ accuse right စားပဲပုံမှန်လုပ်ပေးလို့ရှင်တော့ဒါအင်ဂျင်သေးပြီမဲ့ပြက်ခဲတဲ့ဆိုင်ငယ်ဖြစ်ပါလေဒါ size 25 r trophy မကြခင်မှာပဲ 400cc အင်ဂျင်ကမှ size 25 r frame နဲ့ပုံစံတူ size 8 force r r ဟုတ်2023ခုနှစ်မှာထုတ်လုပ်လာပါတယ် Kawasaki size 8 4 r က Euro standard နဲ့ခိုင်ညောထုတ်ထားတယ်ဒါတစ်ခါလုံးကိုတင်ဖို့ရောင်းချတဲ့ဆိုင်ငယ်ဖြစ်ပါတယ် 400cc inline 4အင်ဂျင်မှာ run air intention နဲ့ဒါမြင်းကောင်80အထိထုတ်လုပ်ပေးနိုင်မယ်ပြောထားပါတယ် တနားကြီး143မိုင်လုံးအမြင့်ဆုံးပေါင်းနိုင်ပြီးတော့0 to 100ကီလိုမီတာကို၄စက္ကန့်နဲ့တီးထုံနိုင်မှာပါ။ဒါစီတကားလန်ကို56မိုင်နီးပါးမောင်းနိုင်မှာလည်းဖြစ်ပါလေ။ Traction control ABS quick shifter ဒါ power mode Riding Mode နဲ့ Charge Street တွေလည်းပါဝင်အောင်မှာဖြစ်ပါတယ်။ Size 25အား2025အထည်ဈေးက3300ကျော်ဝန်းကျင်ရှိနိုင်ပြီးတော့ Model Hound တွေက3150နဲ့200အထည်ဈေးရှိနိုင်ပါတယ်။ Kawasaki Z4 RR ဒါ2025ဈေးက3500ဝန်းကျင်ရှိမယ်လို့တော့ခန့်မှန်းရပါတယ်။အရင်1980ဝန်းကျင်တွေလိုပဲဒါသေးစား Inline 4 Engine နဲ့ Sangari ထပ်ထွက်လာမလားကြည့်ရမယ်နေထားပါ။ဒါပေမဲ့ဒီမြန်မာနိုင်ငံနေထားနေတာအခြေခံလူတန်းစားတွေဒါအိမ်မက်မှတ်နေရတဲ့ Sangari ဖြစ်မှာပါပဲ။ မိတ်ဆွေအနေနဲ့ဒါလက်သေးပတ်စံချိကလို့250 cc ဒါ400 cc တန်းနဲ့ကရှင်းရှင်းပြမယ်ဆိုလို့ရှင်တော့ဒါ ZX25R ZX4R ပြင်ချပဲဆိုင်ငယ်မျိုးစားတွေကရှင်းရှင်းပြမယ်ဆိုတာကော့ပေါ်မှာပြောပြခဲ့ကြပါအောင်ခင်ဗျအရင်မောင်မောင်ဝင်စင်းနေဆိုရင်နှစ်စီးလုံးရဲ့2025အသေးစေးကတင်းတရာဝင်နေမယ်ရှိမှာပါခလုံးမောက်သားမှာဖြစ်ပါတယ်